business and economy မြန်မာတွေကိုအခုကောက်ရမဲ့ Trump ဘလောက်ပေးရမှာလဲအခုပေးစရာမလိုအောင်ဘာတွေလုပ်ရမှာလဲကမ္ဘာပတ် American stock option crypto insurance CY ပညာရှင် channel ကကြည့်ဆိုပါတယ်ဘယ်နေရာကြည့်လဲကိုမအောင်ပါရေးလာပါ Hidalgo State in central Mexico, where a local rye joke is that young people have to decide their path early on in life farming, mining, or migration. During the first four years of the former Biden administration, Hidalgo's migrants who settled in the US sent back home over $6 billion in the form of remittances. But the new occupant of the Oval Office wants a piece of that pie. Donald Trump's so called big, beautiful budget bill making its way through the US Congress that includes a 3.5% tax on remittances, an economic measure which would directly impact residents like Agustina Godinez. Aha, a core bias law. Who, Yamari, America, my little bit. Yeah, be up, but some bullshit. Yamabi, you're a bit, bear, you a bit, bear, you a bit. ပို့မယ်ဆိုရင်အခုပေးရမယ်3.5%เนาะတရာကို3ဒေါ်လာ50စပေးရမယ်အဲ့လားဘာကြောင့်ထိခိုက်နေရလဲအမေရိကန်မှာမြန်မာရဲ့အလုပ်လုပ်နေတယ်အခုကပေးပြီးသားတော့တပတ်တပတ်အခုဖြတ်တာနေတာပေါ့အဲ့ရရပတ်စံကိုတခြားနိုင်ငံပြန်ပို့မယ်ဆိုရင်ပို့ မြန်မာတို့ရှိတဲ့ဆွေမျိုးအဖေမေတာသမီးပြန်ပို့ပါဆိုခေါ်ထက်ကောက်ခက်ထက်ကောက်တော့ဟိုဘက်မှာရရှိတဲ့လူတွေကပတ်စံနေွားတော့နော်ပတ်စံပူပူပြီးတော့နေွားရတာအဲ့ဒါကြောင့်ဒီဥပဒေကပေဘူးဖို့ပေးစားမကြမီမှာဖြစ်လာမှာဆိုရင်3.5%ပေးရဖို့ရှိပါတယ် ဒီလိုမျိုးအမေရိကန်နဲ့ပတ်သက်တဲ့တည်တည်စီးပွားရေးနဲ့ပတ်သက်တဲ့တည်တည်တည်ကျဲဆိုရင်ဒီ The effect will be very big. What we receive at the moment is barely enough, given how prices keep rising. So, if we start receiving less, it won't be enough to get by on. Agostina is not alone. As the world's second largest recipient of US remittances after India, Mexico is set to feel significant consequences remittances of US dollars to Mexico represent around 4% of this country's GDP, and the proposed tax is projected to cost this country's economy over $2.6 billion. It will be the most impoverished regions that are the hardest hit, with the cost of sending the average $350 remittance jumping significantly from around $5 to 17 and this အခွန်ကောက်လာဘယ်လောက်ထိညာသွားတယ်ဆိုရင်နော်အရင်က350ဒေါ်လာပို့မဲ့ဆိုရင်5ဒေါ်လာဆိုပေးရမှာပြီးရင်70ဒေါ်လာထိ jump ဖြစ်သွားတယ်နော်ဒါတော့ဒီမက္ကဆီကိုမှာရှိတဲ့မြို့တွေနော်စင်းရဲ့မြို့တွေဥပမာထားပြီးတော့ပြောတာ foreigner foreigner တွေ US မှာနေတဲ့ foreigner တွေကိုပြောတာ เนาะအဲ့တော့ဆရာဗီဒီယိုတုတ်တယ်ဗီဒီယိုတုတ်တာတချို့လူများပြောတယ်မြန်မာတွေမဟုတ်ပါဘူးတဲ့မြန်မာတွေရတယ် US မှာနေရနိုင်ငံခြားတွေမဟုတ်တာဟုတ်တယ်ပါအဲ့တော့ဆရာဗီဒီယိုလို့ဆိုတာမြန်မာတွေအတွက်အကျိုးရှိရမလို့မြန်မာတွေကိုထိခိုက်တဲ့တဲ့ဆိုရင်သူများရဲ့စောတိအောင်ကြိုးပြပြောတာအရင်ကပြောခဲ့တယ်မြန်မာနိုင်ငံကို President Trump ကမကြောက်ဘူးလားဘန်တော့မယ်ပြောခဲ့တယ်ဟိုးအင်ပရာကပြောခဲ့ပြောခဲ့တယ်အခု ကျွန်တော်ကတကယ်ဘန်းလာပြီဟုတ်လားအဲ့တော့မိခိုးတွေ့မိရှိရဲ့ဆိုတာတည့်ရဲ့အတိညာရှိရအဲ့လိုအတိညာရှိရဲ့ပညာရှိတယ်ပဲနော်ဉာဏ်မြင့်မားလို့ပဲဆရာပြီလို့ကြည့်ရဆိုရင်ကောင်းကောင်းသားတယ်နော်ဒါတိတိကျကျဘလို့ပြင်စထားပါဆိုတော့ပြောရတာအဲ့တော့မကြမီပါတို့မြန်မာတွေရဲ့ပတ်စံတခြားနိုင်ငံပို့တော့မှာဆိုရင်အခုပို့ပြီးတော့ပေးရတယ် beautiful base အဲ့ဒါဥပဒေဖြစ်လာဆိုရင် house မှာ auto တမှာ passive ကဘယ်လို passive ပါလဲဆိုရင်အာ main တမဲ့မဲ့ကပ်ပြီးတော့ passive ပါအဲ့တော့ attack တော့မှာ passive ဖြစ်လို့ဆိုရောဒါဥပဒေကဖြစ်လာစကြောင်းဖြစ်ဒါပေမဲ့ဒီကိစ္စရ2.5%ကောက်မှာသူအားလို့ American ပဲဆိုတော့နော်အခု citizen ဖြစ်သွားတဲ့မြန်မာတွေကဘာမှမပြောဘူး citizen ဖြစ်သွားတဲ့ မက်ဆီကနေစဉ်းစားဖြစ်သွားတဲ့ဘသူကရှိတော့စေသူကတော့မဆိုင်ဘူးဘာမှမပြောဆိုရောအဲ့ဒါကနိုင်ငံကြောက်တေပို့မဲ့အင်မီဂရန့်တွေနော်ပတ်စံမိသားစုရှိမယ်တာသမီရှိမယ်ကိုကအခုပေးပြီးတာနော်အခုပေးပြီးတာအခုပေးပြီးတာဟာထပ်ပြီးပေးရတာဒါကွန်စတီကျူရှင်းနဲ့နဲ့မကိုက်ဘူးမက်ဆီကန်တမနာပြောတယ် เนาะ US မှာစက်ခေါ်ပေးပြောက်အောင်ထပ်ပြီးပေးတယ်။တခုစဉ်းစားပါနိုင်ငံရေးမဖြစ်ဖြစ်ဘာမဖြစ်ဖြစ်တခုခုကိုကိုယ်တော့မဆိုင်ပါဘူးဆိုပြီးဒီတိုင်းငင်းနေမှာဆိုရင်เนาะကိုပေးကခေါ်တော့ခေါ်ပေးတာပတ်ဆောင်ကိုကကြိုက်လို့တော့ဖြစ်ရှိရမယ်။ဘသူ့ဘပေးပေးနိုင်ရပေးပါဘူး။သူက overseas ကိုပေးတဲ့ဟာကပေးပြီးတော့အများပြီးတော့ဟိုဆို website ညနေဖြစ်ပါဖြစ်သူက ဟို freeze ကောက်သွားပြီးပြီးတော့ exchange မှာသူထပ်စားရတယ်အများကြီးပဲထပ်စားအဲ့ဒါကိုထပ်ပေးရမှာဆိုရင်ကိုကပြောပြောင်းလာပါကြရေးကိုဘာပဲဝယ်ပဲဘာပဲတုံးတုံးပြောပြောင်းလက်ထက်လာတဲ့အခုပေးပေးရမယ်တာမီရှိလာရင်အခုပေးပေးရမယ်ရှိလာအောင်အခုပို့ပြီးပေးရတယ်အဲ့ဒါကြောင့်နော်မိကိုထွက်တယ်ဆိုရင်မိမိတောင်းရင်ကြည်တာပေါ့ကြိုတည်ရမိကိုထွက်ကြတာတခါကြိုးပြစ်စတာအဲ့ဒါဘူးတူတော့ရအောင်ဒါပြောပြတာနော် တက်ကျွမ်းတဲ့မြန်မာရှိရဆိုရယ်ဒါကိုယ့်ရဲ့ representative ဘယ်နေရာမှာနေတယ်နေတဲ့မြို့ရဲ့ပြည်တယ်သူတောင်းဟောလို့ပါရှိတယ်ရှိရဆိုတော့ပြောအဲ့ဒါတော့ဒါမတရားဘူးဆိုတော့ပြောရတယ်ဖုန်းဆက်ပြောရတယ် email ရေးလို့ရဘလို့ပဲရေးလို့ရကိုယ်ဘယ်နေရာမှာနေတယ်နော်နေတဲ့နေရာကိုကမ္ဘာမှာရေးထားတာပါဆက်ပြီးကြည့်ကြမယ် as banking data show remittance volumes to Mexico are already down more than 12% this year compared to last. Returning migrants like Pablo Salazar say that's thanks to the harsher conditions Latinos now face in Trump's America. People are being cautious. When they hear of migration raids happening around where they are, they don't go to work or even leave the house to avoid any problems.

ကြောက်စိတ်လိုလားဖြစ်တော့တရားဝင်ရှိနေလို့ပဲ။အိုးငါတို့ဘတော်စဖမ်းပါလို့လို့အဲဆိုရင် US ရအခွင့်ရမှာမဟုတ်ဘူး။အလုံးလုံးဆိုရင်အလုံးလုံးတို့ရမနေနိုင်ရဘူးလေ။တကယ်ကြထွက်လို့ရပါမယ်နော်။အဲအဲလူကကြောက်စိတ်တဲ့နေနေရပါလေ။ဒီလိုမျိုးကြောက်စိတ်တဲ့နေရာရဲ့မြန်မာတွေရောရှိပါတယ်ဗာလေးအစိုးရကြပါတယ်ကိုပါမှာဒီလားပါဆက်ပြီးတော့ကြည့်မယ်မက္ဆီကိုတမန်တာကပြောလဲဆိုတော့ Mexico's president has argued the measure is unconstitutional. Why should they pay 3.5% tax on what they send? When Mexicans working in the US are already taxed on their income. Remittances are vital for a great many families. we will defend our migrants and the families who depend on them. Un ingreso importante para muchísimas familias. အာမက္ကဆီကိုတမကပြောဘာကြောင့်မက္ကဆီကန်ကဟို3.5ပါဆက်ပေးရမှာလဲ။ဟိုသူအလုံးလုံးပဲအခေါ်ပေးပြီးတာ။နော်တရားဝင်လုံးလည်းလူတွေပြောတာ။အခေါ်ပေးပြီးတာ။အာတရားဝင်မလို့လူတွေအခေါ်ပေးပေးရလို့ရှိတာလည်းများရှိပါလေ။နော်။အဲ့တော့အခေါ်ပေးပြီးတာဟာတော့ထပ်ပြီးပေးရမှာလဲ။မက္ကဆီကိုဒီအာတမကအမျိုးသမီးကမက္ကဆီကိုမှာရန်ပေါ်ပြီးလာဖြစ်တယ်။အာ80% 90%သူ့ထောက်ခင်ကြ။နော်သူ့ထောက်ခင်ကြ။အဲ့အဲ့တော့ 然后不会进步中，骗你无咯，爱你无对方发发生，没事故啊，你当时不是啊，你啦，但没事故都无，啊，阿罗阿罗，你有的时候你要查你哦，不是被迫进入阿罗阿罗天下来，对方发发生，喏，还有三比较计较啊。And what they send. Remittances are vital to our migrants. muchísimas familias. As Donald Trump cracks down on migrant workers in the US, his economic measures could end up hurting their families around the world. Alastair Bastock, CG. ဒီထွက်ရနေပြီးတော့နော် immigration တွေတင်းကျပ်လာတာ ပြီးွားရင်စောစောအခွန်ကောင်းမဲ့ဟာတွေအဲ့လိုက်အမှုတစင်းစင်းလုပ်လာတာလားနော်တခြားတကဘာတို့ကမိသားစုတွေထိခိုက်နေမှာတယ်သူကပြောနော်အဲ့တော့ပြည်သက်ရောဒီလိုမျိုး President Trump လာအခွန်ကောက်လာ哦အာထောက်ခံပါလားဒါမှမဟုတ်အခွန်မကောက်တယ်မထင်ပါလားကိုကအခွန်ပေးပြီးတဲ့ဟာကိုနော်ထပ်ပေးရမယ်ဆိုတာဒါအာထိတ်ကွက်တဲ့သဘောမျိုးဖြစ်နေတယ်အဲ့လိုထင်ပါလားကိုမအမှရေးတာပါဘာပဲပြောပြောအခုတည်င်းရဒါတည်င်းပြောတာပါပလေးတက်ကိုဘာလုပ်မယ်ဆိုတာပလေးတက်ကိုကိုအောင်ဆုံးဖြတ်ချောက်ရပါတယ်ကိုရဲ့ဒီနယ်မြို့စန်တာဖြစ်ဖြစ်ပြောရပြော မပြောဘူးဆိုရင်ဒီကအခွန်ပေးချင်ပေးပေါ့နော်ဒါဆရာတော့ဘာလုံးရမယ်ဘာလုံးရမယ်ဆိုတော့မတိုင်တော့ဘူးနီးနိုင်တယ်ရှိတယ်ပြောပြအခွန်မပေးချင်ပြောရတယ်ကိုစန်နတာတို့ဘာကိုကိုပြည်နယ်ကိုမြို့မြို့တော်ဝင်ဖြစ်ပါပြီပင်နော်အဲ့ဒါအားဝပရိသတ်တို့အတွက်ကာကွယ်ပေးရမယ်လို့တာဝန်ရှိတယ်အဲ့တော့တောင်းဆိုပါဘာမှကြောက်စရာမဟုတ်မမှောင်ဒါဒီမိုကရေစီနိုင်ငံမှာနေနေရနော်ကိုထိခိုက်ရဆိုရင်မကြိုက်ဘူးဆိုရင် ပြောရဒါအောင်တခုလုံးရရရမလားအဲ့လိုမပြောဆိုရင်ကိုမကြိုက်ဟာရပဲအအောင်ဖြစ်လာမှာကိုကငြိမ်းခံနေမှာဆိုရင်ဒါကနေလို့ကောင်းတဲ့နိုင်ငံမဟုတ်တော့ဘူးအဲ့ကြောင့်ကိုမကြိုက်တဲ့ဟာတွေရှိရဆိုရင်တောင်းဆိုဖို့ဝင်မလေးပါနဲ့ဒါ USA American နဲ့ဒါစစ်စစ်အနေနဲ့ဆရာပြောပြ American နဲ့ဒါစစ်စစ်ကဘာလို့အောင်မလဲနံပါတ်1ချက် to defend the constitution เนาะ constitution နဲ့ပတ်သက်တဲ့ကိုယ့်ရဲ့ရခွင့်ရထိုင်တဲ့ rights ကိုမဖြစ်မနေကာကွယ်ရမယ်တာဝန်ရှိရယ်ဘသူပဲဖြစ်နေဖြစ်နေနော်အမေရိကန်နိုင်ငံဆိုတာကတမနာကိုကိုးကွယ်နိုင်ငံမဟုတ်ဘူးနော်စစ်တပ်ကိုကိုးကွယ်နိုင်ငံမဟုတ်ဘူးတရားသူကြီးကိုကိုးကွယ်နိုင်ငံမဟုတ်ဘူးဒါပေမဲ့ constitution ကိုကိုးကွယ်တဲ့နိုင်ငံဖြစ်ရမယ်အမေရိကန်နိုင်ငံသူနိုင်ငံသားအားလုံးကဒီ constitution ကိုကာကွယ်ရမှာတာဝန်ရှိရယ် constitution ကိုမကာကွယ်မဲ့လည်းဖောက်ပြက်တဲ့သူဘသူမဆိုနော် တရားသူကြီးဖြစ်ဖြစ်မယ်တမနာဖြစ်ဖြစ်မယ်စစ်တပ်ဖြစ်ဖြစ်မယ်အာအဲ့လူအားတော့အမေရိကန်နိုင်ငံရဲ့ရန်သူအစ်စ်နော်အမေရိကန်နိုင်ငံရဲ့ constitution ကာကွယ်လူအားတော့အမေရိကန်နိုင်ငံရဲ့မိတ်ဆွေအားတိခါဖို့လိုတယ်နော်အားအကြောင်းတချို့လူတွေအတိညာမရှိတဲ့လူတွေဘူးဒရမရှိတဲ့လူတွေပေါ့နော်သူဘူးဒရရှိသွားတယ်အတိညာရှိသွားလို့ဆိုရင်အာသူတို့ ဆုံးဖြတ်ချက်မှန်ကန်သွားတယ်တချို့လူကပြောတယ်ဟိုထရမ့်ကိုမကြိုက်တဲ့သူဆိုရင်ဒါအမေကောင်မကြိုက်တဲ့သူအမေကောင်မချစ်တဲ့သူထင်နေကြအမကကွန်စတီကျူရှင်းကိုဖောက်ပြတဲ့သူကွန်စတီကျူရှင်းကိုမကာကွယ်တဲ့လူမှအမေကောင်မချစ်တဲ့သူကွန်စတီကျူရှင်းကိုကာကွယ်မယ်နော် human rights ကိုကာကွယ်မယ်လူရဲ့အားအားလုံးတန်းတူနော် equal rights ရှိအောင် respect ထားမယ်ဆိုရင်ဒါအမေကနေလားစစ်စစ်နော် တမန်တော်ကိုထောက်ခံမှအမေရိကန်နိုင်ငံဒါမဟုတ်တမန်တော်ကိုထောက်ခံပြီးအဲတမန်တော်မဟုတ်တာလုံနေတယ်အမေရိကန်နိုင်ငံကိုချစ်တယ်မခေါ်ဘူးနော်တမန်တော်မဟုတ်တာလုံတာကိုပြောရဲဆိုရဲရှိရမယ် constitution ကိုကာကွယ်ရမယ်အဲ့လိုမျိုးဆိုရင်အမေရိကန်နိုင်ငံသားစစ်စစ်ပဲနော်ပလေးတက်ရောဘလိုမျိုးအမေရိကန်နိုင်ငံသားမျိုးဖြစ်ချင်ပါနဲ့လဲ constitution ကိုထောက်ခံတဲ့အမေရိကန်နိုင်ငံသားဖြစ်ချင်ပါလားဒါမှမဟုတ်ပုံကိုယ်စွဲလူတူးတူးတယောက်ဟို အာနာရှင်ကိုဘသူပဲဖြစ်ဖြစ်ပါ ထောက်ခံတဲ့လူဖြစ်ချင်ပါလားကိုမအမရေးထားတယ်ပါအဲ့တော့ဆက်ပြီးတော့ကြည့်မယ်နော်အဲ့အကြောင်းဆရာပညာရေးတိမ်းမေးထားတာအခွန်တရားဝင်ပေးစရာမလိုကိုပတ်ဆက်ဘလို့ရှာမလဲစတော့ရှာမှာထည့်တယ်တလောက်6000ကျော်ရတယ် AC တနေ့တနေ့3နိုင်နဲ့တပတ်5ရက်အလုံးလုံးပြီးပါရဲ့တလောက်မှရက်20ကြိုက်တဲ့နေရာမှာလုံးရကဘာပတ်လို့ရမိသားစုကိုခေါ်ဝါအောင်ရမိဘရေစောက်ရ အခွန်ပေးစရာမလိုတဲ့နီးနားရရှိတယ်။တရားဝင်နီးနားเนาะဒီလိုမျိုးအမြတ်တွေထွက်လာဆိုအခွန်ပေးရတယ်။ကိုယ်ပတ်စံရှိပြီလားရှိပြီလားဟာအခွန်ပေးရတယ်။ဒါပေမဲ့အခွန်မပေးရတဲ့ဝင်နီးနားရှိအဲ့နီးနားတွေကို stock investing တင်တယ်မှာတေးချာချာတင်ထားပေးပါလေ။အာအောင်မြင်ခြင်းဆိုတာ stock investing call option put options advanced option day trading movement stock အစင်လိုက်တက်တော့ရပါတယ်လိမ့်လေးကို YouTube video description ကိုမှာရှိပါတယ်ဆရာနဲ့တိုင်ပင်ခြင်းဆိုရင်ဘာကိစ္စပဲဖြစ်စီးပွားရေးပဲဖြစ်ဖြစ် ်အာဘဝတူတက်ဖို့ဖြစ်တိုင်ပေးခြင်းဆိုရင် mentorship ခေါ်ရှိပါတယ်เนาะအဲ့ဒါလည်း link တွေကို YouTube video description မှာရှိပါတယ်တလားတစ်ခါပြောမလားအာတလားနှစ်ခါပြောမလား private အနေနဲ့ပြောချင်တာအဲ့ဒါမျိုးဆိုရင် အစင်းစစ်ရွေးလို့ရတယ်တင်တဲ့တထားလူတွေ special chat ရှိတယ်ဘာလဲဆိုတော့တင်တဲ့တက်နေတဲ့အချိန်ကာလပိုင်တော့265 days ရှိတယ်တင်တဲ့တစ်ခုတက်မှာဆိုရင်365ရက်တင်တဲ့တာဖြစ်သွားပြီအဲ့ဒီအချိန်မှာ mentorship ခေါ် join မှာဆိုရင်နှစ်လ join ပါရင်တလား လက်ဆောင်ရပါတယ်ဒီနေ့ပဲတင်တန်း join ရင် link လေးကို YouTube video description မှာနှိပ်ရပါဒီနေ့နှိပ်လိုက်မစို့ဒီနေ့တင်တန်းစတက်လို့ရပါပြီ time ဒီရဲ့ကျေးဇူးတင်ပါတယ်ဆရာဆရာရဲ့တင်တန်းလေးခုကိုတက်ပြီးတဲ့အမြောင်းငွေထူးထူးခြားခြားရခဲ့တယ်တင်တန်းအပြီးပထမလမှာ9100ကျော်ဒုတိယလမှာ2800ကျော်အများအများကြီးရခဲ့တယ်ပို့ထူးခြားတာကဆရာနဲ့မန်တော်ရှစ်ဆက်တွေ့ပြီးတော့ဆက်ပြီးကြိုးစားလိုက်အရင်အောင်မြင်ပါတယ် ကျမ option လောက်တဲ့ယခုတလအမြန်ဝီကဆူရှိနှစ်ဆိုင်ကရတဲ့အမြန်ဝီထက်ပိုများတယ်။ CI rich ကိုအရင်ချင်းသိရတယ်ဆရာ။အချိန်တိုတော့တွင်အောင်မြင်တဲ့အတွက်လူတိုင်းကိုလည်းကျမလို့ဖြစ်အောင်အားမလျှော့ပဲစူးစမ်းပါလို့လောဝရုပ်ယူကြည့်ကြည့်တိုက်သွင်းပါတယ်။ဆရာတက်ရှိကျမပါစေ။